Diamond Go ကကျွန်တဲ့တပည့် Eleven Skin တကောင်ယူကြမယ်ဒီနေ့တပည့် Eleven Skin ညောတကယ့်ကိုအမိုက်စားကြီးပါပဲနေဆက်စည်းဆိုရဲ skin တက်နဲ့လာပြီးတော့လေလာနဲ့တာမိုးတို့ကဒီ event ရဲ့အဓိကဇက်လိုက်နေနဲ့ပါဝင်လာကြမှာပါလေလာရဲ့ beacon skin ဆိုလို့ရှိရင်လေပေါ်မှာပြန်နေတဲ့အမြောက်ကြီးနဲ့တူသူ့ရဲ့ animate effect က၄မျိုးတော့မှပါသေးတာပါတာမိုးဆိုရင်လေအတောင်မှန်ကားကားကြီးနဲ့တကယ့်ကိုမိုက်စားကြီးပါပဲဒီလိုမျိုးအရန်လားအရန်မိုက်တဲ့ skin တွေကို diamond 900ကျော်လေးနဲ့ရနိုင်ပါလေအားလုံးပဲမင်္ဂလာပါ AMD game show ကနေပြီးတော့ကြိုးစွလိုက်ပါတယ်။အဲဒီနေ့မှာတော့ကျွန်တော်ကတပည့် 11s game တကောင်ကို Diamond 900ကျော်လေးနဲ့ဘယ်လိုယူရမလဲဆိုတော့ပြောပြပေးသွားပါမယ်။ Event November 3ရက်နေ့မှာလာမှာဖြစ်ပြီးတော့ Phase 1ကတော့ November 9ရက်နဲ့ Phase 2ကတော့ November 16ရက်နေ့ဆိုပြီးတော့နှစ်ခါလာမှာဖြစ်ပါတယ်။အဲစုစုပေါင်း free token က36ခုရမှာဖြစ်ပါတယ်။တခုရှိတာကတော့ဒီ test တွေမှာ diamond 1000အထိ reach လောက်ခိုင်းတဲ့ test တွေပါလာတာပါ။ဒါမှမဟုတ်ကျွန်တော်တို့က phase 1တစ်ခုစီကို diamond 900အထိပဲ reach လောက်မှာပါ။အ ပရိုက်စ်ဘူးထဲမှာတော့ဒီနေ့ရဲ့တပည့် 11s game တွေဖြစ်ကြတဲ့လီလာနဲ့ဒါမိုးစ်ရဲ့ Nasus Z game တွေအရင်နေ့ကထွက်ရှိခဲ့တဲ့တပည့် 11s game တွေ Valia, Yizan Shin နဲ့ Farsaru ရဲ့ Collider skin တွေ Lucky Box skin တွေနဲ့ Abyss skin တွေပါလာလိမ့်မယ်ပြီးတော့ Colo Jin နဲ့ skin ကို Event Show တွေမှာ Crash လေးရင်နဲ့လေးလို့ရပါလိမ့်မယ်တပည့် 11s game တွေကို Crash 100 Lucky Box skin တွေကိုတော့ Crash 600 Abyss skin တွေကိုတော့ Crash 400နဲ့လေးလို့ရပါမယ်ဒါပြင် Wisco System ပါလာကြောင်းမလို့ကိုကြော်လုပ်တဲ့အခြေအနေများလာနေများ ဝစ်ကိုဘောက်တွေကနေပြီးတော့စကင်တကောင်ရောင်းမှာပါစတန်စကင်တွေလိုမျိုးလူကြိုက်များတဲ့ S2 စကင်တွေကတော့ခရက်စ်နဲ့လေလို့မရတော့ဘဲနဲ့ဝစ်ကိုဘောက်ကနေပဲယူလို့ရပါတော့မေးဒီဘက်မှာက1 draw ကို diamond 100 10 draw ကို diamond 1000ကုန်ကြမှာပါ daily discount နဲ့ဆိုလို့ရှိရင်တော့1 draw ကို diamond 50နဲ့ first 10 draw တွက်ကတော့ diamond 5လောက်ပဲကုန်ကြရမှာဖြစ်ပါတယ်တန်းရောလိုက်ပြီးတိုင်းမှာ special second တကောင်တေချာဖို့ရနိုင်မှာဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့တပည့်11 second တကောင်ရဖို့အတွက် crash ရစုရပါလိမ့်မယ် Lucky Box skin အတွက်ကတော့ Crest 600, Abyss skin အတွက်က Crest 400, Special skin အတွက်ကတော့ Crest 300ဆူရပါလိမ့်မယ်။အဲဆိုတော့ကျွန်တော်တွေ့ကြည့်အောင်ပါ။တပည့်အလေးမဲ့ skin ရဖို့အတွက်အခါ60လောက် draw လုပ်ရပါမယ်။ Free token 36ခု36ခါ draw ရပါမယ်။အဲကျွန်တော်နေတဲ့နောက်ထပ်24ခါ draw လုပ်နေပါသေးတယ်။တပည့်လေးပဲ event မှာက promo diamond သုံးလို့ရပါတယ်။ကျွန်တော်ဆူထားတဲ့ promo diamond 820ရေ Phase 1 recharge desk ကနေပြီးတော့ရမယ် promo diamond 300ရေပေါင်းမယ်ဆိုလို့ရှင်တော့စုစုပေါင်း promo diamond 1120ရပါမယ်။ promo diamond ကိုသုံးပြီးတော့14က draw လုပ်ပါမယ်။အပြောင်းအစင် diamond 280ကုန်ပါမယ်။ဆိုတော့36အပေါင်း14ဆိုတော့ကျွန်တော်တို့မှာက draw 90ရှိနေပါပြီ။ draw 60ပြေးဖို့အတွက် dan draw ပဲလိုပါတော့တယ်။အဲ့ဒီ dan draw ကိုတော့ first dan draw 50% discount သုံးပြီးတော့ diamond 9နဲ့ draw လုပ်လို့ရပါတယ်။အဲ့ဒါဆိုလို့ရှိရင်တော့ draw 60ပြေးသွားပြီးတော့ကျွန်တော်တို့မှာ crash ရလဲပြေးသွားခဲ့ပါပြီ။အဲ့ဒါဆိုလို့ရှိရင်တော့ညီကိုတို့ကြိုက်တဲ့ ။တပည့်အလဲပန်းစကင်ကိုရွေးယူလို့ရပါပြီ။လီလာလီလာတားမှုလီလာစိုက်တာသာရွေးလို့ရပါပြီ။တခြား event အနေနဲ့မတူတာက Diamond 900 Recharges ပါလာတော့ Phase 1တစ်ခုကို weekly pass 5ခုထည့်ဖို့ပဲလိုအပ်တော့တာပါ။ကျွန်တော်သုံးရမယ့်ပမာဏက first turn draw က Diamond 900နဲ့ promo diamond draw တက်က diamond 280ပဲသုံးရမှာပါ။ razor လောက်ရတဲ့ပမာဏလည်းများလာမယ်။အဲဒါမဲ့သုံးရတဲ့ diamond ပမာဏကတော့နည်းနည်းလေးပါ။နည်းနည်းပါးပါးလိုနေလဲ daily discount နဲ့လိုတဲ့လောက်လေးကို draw လုပ်လိုက်အောင်ပါပဲ။ကျွန်တော်တော့လီလာလေးကိုအတော်ကြိုက်မိနေရဗျ။ သားမိုးလေးကလည်းရှယ်လန်းနေရောဝေခွင့်မရတော့ဖြစ်နေမိတယ်။ညိုကီတို့ရောဘဲစကင်တွေကိုယူမယ်လို့တွေးထားကြတယ်။ဒိုင်းမွန်နည်းနည်းလေးနဲ့ဒီလိုမျိုးရှယ်စကင်တွေရအောင်ဆိုတော့ရအောင်သာဂုံးထားကြဖို့တည်းပြောချင်ပါတယ်။